အားလုံးပဲမိင်္ဂလာပါ International Break ပွဲစဉ်တွေအပြီးကျွန်တော်တို့ Premier League ပွဲစဉ်တွေမကစားခင် FA Cup Quarter Final အဆင့်ရဲ့ပွဲစဉ်တွေကိုတော့ဒါကျွန်တော်တို့မနက်ဖြန်ကညမှာကစားမယ်ဒီထက်မှာတော့ကျွန်တော်တို့ Manchester City တင်းကဘုံဘောက်အတင်းနဲ့ဒါတွေ့နေတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲလည်းရှိတယ်ဆိုတော့ဒီပွဲစဉ်ကိုတော့ဘုံဘောက်အတင်းက Manchester City အတင်းကိုအိမ်ခွင်းမှာကျွန်တော်လက်ခံကစားသွားမှာလည်းဖြစ်တယ်ဆိုတော့ပထမဆုံး City အသင်းကြောင့်ကျွန်တော်တို့စပြောမယ်ဆိုရင်တော့ Manchester City အသင်းအတွက်တော့ဒီရာဒီမှာကျွန်တော်တို့ဖလားလက်မဲ့ရာဒီမဖြစ်အောင်လို့မို့ဒီ FA Cup ကိုကျွန်တော်အာယုံစိုးစိုက်မှုအပြည့်နဲ့ချင်းကပ်ပြီးတော့မှကျွန်တော်တို့ရအောင်ဆွမ်းဆောင်ရမယ်နှစ်လို့တောင်ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဒီလက်ရှိအခြေအနေရပေါ့လေဒီ FA Cup မှာကျွန်တော်ကလပ်အသင်းကြီးတွေအကုန်လုံး ထွက်သွားပြီးအာဆင်နယ်ချီစီမန်ချက်စတာယူနိုက်တက်လီဗာပူးဒီသင်းတွေအကုန်လုံးထွက်သွားတဲ့အတွက်ဒါအသင်းကြီးဆိုလို့ကျွန်တော်တို့မန်ချက်စတာစီးရီးအသင်းတစ်သင်းပဲရှိမယ်ဆိုတော့ဒီအချိန်ဒီမှာနီဗက်ဂွာဒီယိုလာကကျွန်တော်ဒီအခွင့်အရေးကိုအသုံးချပြီးတော့မှအဒီရာဒီမှာပေါ့လေဖလားလက်မဲ့ရာဒီမဖြစ်အောင် FA Cup ကိုအယုံဆိုင်ရမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကယူဆတယ်။ဒါအပြင် Manchester City အသင်းကဘုံမောက်အသင်းနဲ့နောက်ဆုံး16ချိန်တီးတီးတွေ့ထားပြီးတော့မှာ စီတီအသင်းကပဲအပြတ်အသက်ကို15ချိန်တိတိနိုင်ထားတယ်ဆိုတော့ဒီဟာဒီပရီးမီယာလိပထမအကြော့ဒါဘုံမောက်အိမ်ခွေးမှာတော့စီတီက2-1ဆိုတဲ့ရလနဲ့အရင်နေပြီးတော့ဒါဒီတပွဲပဲအရင်နေထားတာဂျန်နယ်ပွဲစဉ်တွေကဘယ်လိုပြိုင်ပွဲမှာပဲဖြစ်ဖြစ်စီတီကဘုံမောက်ကိုအပြတ်အသက်ကိုအနိုင်ရထားတဲ့အခြေအနေရှိတယ်ဆိုတော့ဒီဒီအခြေအနေကြောင့်မလို့မန်ချက်စတာစီတီအသင်းကစားသမားတွေရောနီးပြဂွာဒီယိုလာကပါပေါ့လေကျွန်တော်တို့ဒါပရီးမီယာလိရှုံကြွေးကိုဒီ FA Cup Quarter Final မှာ ဒါကျွန်တော်ပြန်ပြီးတော့အနိုင်ယူပြီးတော့နောက်တစ်ဆင့်တက်အောင်ကျွန်တော်စွမ်းဆောင်ရမယ်အခြေအနေလည်းဖြစ်တယ်ဆိုတော့ဒါ Manchester City အတည့်အတွက်တော့ကျွန်တော်ဘုံမောက်အတင်းနဲ့ပွဲစီပြီးရင် April 3ရက်နေ့ကြာမှကျွန်တော်တို့ဒါ Leicester City အတင်းနဲ့အိမ်ခွင်းမှာလက်ခံကစားမယ်ပွဲရှိတာကြောင့်မလို့ပွဲချောင်တဲ့အနေအားကစားသမားတွေကလည်း international break မှာတချို့ဒါကိုစားပြုခဲ့ပေါ့လေဒါမရတဲ့ကစားသမားတွေကျွန်တော်အေးစင်းနားရတယ်ဆိုတော့ စီဒီအသင်းတို့တော့အားသာချက်တွေအများကြီးရှိနေတဲ့အတွက်ကျွန်တော်တို့ဒါဒီဘုံမောက်ကိုအေးစစ်စစ်အနိုင်ယူသွားမယ်ပွဲစဉ်တစ်ပွဲလို့ယူဆတယ်ဆိုတော့ဘုံမောက်အသင်းရဲ့ပွဲစဉ်မှာတော့ Manchester City အသင်းရဲ့ကစားသမားဖြစ်တဲ့ဒါဂိုးသမားဖြစ်တဲ့ Ederson ဒါတခါစစ်ကစားသမားဖြစ်တဲ့ John Stones အခန်းကြီး Nathan Ake Oscar ဘော Rodrigo ပါဝင်လာဖို့အခြေအနေမရှိပေမဲ့လို့တခြားသော key player တွေအားလုံးကဘုံမောက်အသင်းရဲ့ပွဲစဉ်မှာပါဝင်လာဖို့အခြေအနေရှိတယ်ဆိုတော့ City အသင်းတို့တော့ကျွန်တော်တို့ FA Cup ကိုအာကျွန်တော်တို့၂ရာစီဇက်တိုက် ဒီ final တက်ခွင့်ရတယ်ဆိုတော့ပထမတရားစီမှာ United အသင်းကို2-1နဲ့နိုင်တယ်ဒါပြီးခဲ့တဲ့နှစ်ကတော့2-1နဲ့ပဲအရင်နဲ့ပြီးတော့ကျွန်တော်တို့ဒီဒုတိယဆုနဲ့ကအချိန်တက်ခဲ့ရတယ်ဒီရာသီမှာလည်းကျွန်တော်တို့အသင်းကြီးတွေအားလုံးထွက်သွားပြီးတော့မှလက်ရှိ City က ကျွန်တော်တို့ဒီ Africa မှာဘူဆွဲဖို့ရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်ရှိတယ်။ဆိုတော့ CD တဲ့ဒီ ADI Africa ပွဲစဉ်တွေကိုတောင်းလျှောက်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ပွဲချောင်ချောင်နဲ့ပေါ့လေဒါဒီ Quarter Final ဆင်းကိုတက်ခေရတယ်။ဒါ Championship Club အသင်းတွေနဲ့ပဲတွေ့ခဲ့ပြီးတော့မှ Safe 4ကို8-0နဲ့နိုင်တယ်။အာကျွန်တော်တို့ Orius ကို2-1နဲ့နိုင်ပြီးတော့မှဒါ Plymouth ကိုတော့3-1နဲ့နိုင်ပြီးတော့မှဒီ Quarter Final အဆင့်ကိုတက်လာတယ်။ဆိုတော့ဘလို့ပဲဆိုဆိုဘုံပေါက်ထက်တော့ Manchester City တင်းကအားသာချက်တွေအများကြီးရှိနေတယ်လို့ဒါဒီ ADI ပရီးမီးယားလိပထမအချောရှုံတွေးကိုလည်းအေးအေးဆေးဆေးပြန်ဆက်သွားနိုင်မယ့်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ယူဆတယ်ဆိုတော့တစ်ဖက်ကဘုံမောက်အသင်းကတော့ဒီဟာဒီမှာနီးပြရိုင်ဝလာနဲ့အတူကျွန်တော်တို့ခြေစွမ်းကောင်းတွေပြထားတဲ့အသင်းလည်းဖြစ်တယ်ပရီးမီးပရီးမီးယားလိမှာပေါ့လေဒါကျွန်တော်တို့အသင်းကြီးတွေနဲ့တွေ့ပြီးတော့မှဒီအသင်းကြီးတွေကိုလည်းအနိုင်ရလက်ရအောင်တော့စွမ်းဆောင်ထားနိုင်တယ်ဒါနဲ့ယူကာဆယ်တော်တရဖော်ရက်ဒါယူနိုက်တက်နဲ့တော်တရဟော့စ်ပါဒါမန်ချစ်စတာစီးရီးအသင်းကိုလည်းပထမအချောမှာအနိုင်ရအောင်စွမ်းဆောင်ထားနိုင်ပြီးတော့မှအသင်းကြီးတွေနဲ့တွေ့တိုင်း ရက်လက်ကောင်းတော့ရအောင်စွမ်းဆောင်ထားနိုင်တဲ့ကလပ်တင်းဖြစ်တယ်ဆိုတော့အဖေကပွဲစဉ်တစ်လျှောက်မှာဒါဝက်ဘရင်ဝက်ဘရင်ကိုပေါ့လေဒါ5-1နဲ့နိုင်တယ်အေဗာဒန်ကိုဒူးစီးနဲ့နိုင်ပြီးတော့မှဝူဘာဒန်ကိုပေးလေဒီအဆုံးဖြတ်တဲ့ကျွန်တော်တို့အနိုင်ယူပြီးတော့မှဒီ quarter final အဆင့်ကိုတက်လာတာလည်းဖြစ်တယ်ဒါပေမဲ့လို့လက်ရှိအခြေအနေရ CD တင်းကဒီ ျွန်တော်တို့ကစားသမားစုဖွဲ့မှုအရာရောပေါ့လေဒါကျွန်တော်တို့ဒီဘုံမောက်အတင်းတဲ့ပွဲစဉ်မှာအဓိက ကစားသမားဖြစ်တဲ့အိုမာမာမုတ်တို့အာတစ်ဖက်ကကျွန်တော်တို့ဒါဖိုရန်ဒီအေလီဟာလန်ဆိုတော့အဓိကကစားသမားတွေပါဝင်လာဖို့အခြေအနေရှိတဲ့အတွက်ဘုံမောက်က ျွန်တော်တို့ဒီ City အသင်းကိုပေါ့လေအဲ FA Cup မှာတားဆီးနိုင်မယ်လို့တော့ကျွန်တော်ကမြင်ဆောင်ဒါကြောင့်မလို့ဒါ Manchester City နဲ့ပဲဘုံမောက်အိမ်ခွဲမှာအ ਨੇ စုံသွေးကို2ဂိုးလောက်သွင်းယူပြီးတော့မှဒါကျွန်တော်တို့ Semi Final အဆင့်ကိုတက်သွားမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ယူဆပါလက်ရှိအခြေအနေကကျွန်တော်တို့မြန်မာနိုင်ငံမှာဒါကျွန်တော်တို့ငလျင်တန်ခန်းစားနေရတဲ့ပြည်သူတွေအများကြီးရှိတယ်ဆုံးရှုံးသွားတဲ့ပြည်သူတွေအသက်အိုးအိမ်ဆုံးရှုံးသွားတဲ့ပြည်သူတွေလည်းအများကြီးရှိတယ်အားလုံးကျွန်တော်တို့ဘေးအန္တရာယ်တွေအများဆုံးကင်းဝေးပြီးတော့မှဘေးဥပ္ပတ်အန္တရာယ်မှန်သမျှအားလုံးကင်းစင်ပြီးတော့မှဒါမိသားစုတွေလည်းပ ြန်တွေ့ရပြီးတော့မှဒါကျွန်တော်တို့အမြန်ဆုံးအေးချမ်းပါစေလို့ဆုတောင်းပါတယ်ဟုတ်လဲဆိုတော့ဂျီရှုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်အေးချမ်းပါခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်